ရာ StoneX မှာကျေးဇူးပါတယ်ဒီနေ့တွေမှာ comic book တွေကနီလန်ဘောင်းစုံ story ဘောင်းစုံနဲ့ထွက်လာနေကြတာကိုသတိထားမိကြမှာပါအခုဗီဒီယိုမှာတော့ဒီထဲကမှ predator တို့တည်ထားပြီးသားကြိုက်ထားပြီးသား character တွေကိုပဲ upgrade မြင့်ပေးလိုက်တဲ့အခါမှာ power တွေတိုးပေးလိုက်တဲ့အခါမှာ overpower ဖြစ်လွန်းသွားခဲ့တဲ့အကြိမ်တချို့ကိုတင်ဆက်ပေးလိုက်ပါတယ် so predator တို့လည်းစိတ်ဝင်စားကြရဲဆိုရင်ဘယ် character ကဘယ်လို power upgrade တွေကိုရသွားခဲ့လဲတကယ်ပဲ overpower ဖြစ်သွားလားမဖြစ်သွားလားဆိုတာကိုဗီဒီယိုကိုစုံအောင်ထိကြည့်ပြီးတော့ဆုံးဖြတ်ပေးသွားကြပါအောင်အခုကတော့ intro လေးပြီးစ I am vengeance. I am the night. I am Batman. โอเคပထမအဆုံးအနေနဲ့စရင်ကိုပါဝါမရှိတဲ့တာမန်ဟီးရိုးတွေကပါဝါရသွားစေခြင်းကနေပြီးတော့စလိုက်ခြင်းပါတယ် Frank Castle Punisher ဒီ2022ခုနှစ်မှာထွက်ခဲ့တဲ့ comic မှာဆိုရင် The Hand ဆိုတဲ့ Evil အဖွဲ့အစည်းကကိုးကွယ်တဲ့ The Beast ဆိုတဲ့နတ်ဆိုးပုဂတ်ချင်းကိုခံခဲ့ရပါတယ် Punisher ဒီရလာခဲ့တဲ့နတ်ဆိုးရဲ့ပါဝါတွေနဲ့အတူ God of War ဖြစ်တဲ့ Ares ကိုဘိုင်ဝမ်းရှင်ထိုးပြနိုင်ခဲ့တယ် Ares ရဲ့ထိုးလိုက်တဲ့လက်တီကိုသူ့ရဲ့လက်နယ်ပဲတားဆီးပြလိုက်ပြီးတော့အဲဒီလက်ကိုတစ်ချက်တည်းနဲ့လောင်ကျွမ်းသွားစေလိုက်ပါတယ်ပြီးတော့အဲဒီပါဝါတွေနဲ့ဖြည့်ထားတဲ့ကြည်ကို းနှစ်ဖူးတဲ့တဲ့ကိုပြစ်ဖောက်ထဲလိုက်ပြီးတော့ Aries ကိုတပ်ပြစ်နိုင်ခဲ့ပါတယ်။နောက်တစ်ယောက်ကတော့သူ့ရဲ့ဘော်ဒါကြီးပဲဖြစ်တဲ့ Deliver ပါ။ Yes Deliver ဒီအမြင်အာယုံဆုံးရှုံးခဲ့တဲ့အပေါ်မှာတခြားအာယုံခံစားနိုင်စွမ်းတွေကတိုးမြင့်ပြီးသားဆိုပေမဲ့ဒီတစ်ခေါက်မှာတော့အတိုင်းအတာထက်ကိုကျော်သွားခဲ့ပါတယ်။2022ခုနှစ်မှာပဲထွက်ခဲ့တဲ့ Deliver Comic မှာဆိုရင် Deliver က Electra နဲ့အတူ Source of the Hand ဆိုတဲ့နတ်ဆိုးအဖွဲ့ကိုယဉ်ဆိုင်လိုက်ပြီးမှ The Face ဆိုတဲ့ Entity ကြီးရဲ့ပါဝါကိုရသွားခဲ့ပါတယ်။သူကိုယ်တိုင်ပြောပြလာတဲ့အဲ့ညမှာ The Face ရဲ့မော်ပညာတွေကြောင့်ငါကတခုခု ပြောင်းလဲသွားခဲ့တယ်။ငါကအရင်ကထက်အာယုံတွေကိုပို့ပြီးတော့ထဲထဲဝင်ဝင် ခံစားလာနိုင်တယ်။ချစ်ချင်းတရားဒေါ်ဒပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုပါအဲဒီလူတွေနဲ့ဒန်းတူပို့ပြီးတော့ထပ်တူ ခံစားလာရစေတယ်။ My heart can take it ။ငါရဲ့နှလုံးကတော့မှနောက်ဆုံးအဲဒီပါဝါတွေကိုအဲဒီခံစားချက်တွေကိုလက်မခံနိုင်တော့တဲ့အထိပဲငါကိုသေစီနိုင်တဲ့အထိပဲ။ဒါပေမဲ့ရပါတယ်ဆိုပြီးတော့ Daddy Boy ကပြုံးပြီးပြောပြလာခဲ့ပါတယ်။ And the power ID Daddy Boy ကိုအာယုံတွေပဲမြင့်တင်ပေးလိုက်တာမဟုတ်ဘူး။နောက်ပိုင်းမှာဆိုရင် Daddy Boy ကငရဲစီသွားပြီးတော့ The Beast ကိုရှင်ချရဖို့ တွက်ဖြစ်လာတဲ့အခါမှာအဖြူရောင် god ပုံစံ form ကိုပါပြောင်းလဲသွားခဲ့ပါတယ်။ Dairy body ဒီအဖြူရောင် god form မှာဆိုရင်သူ့ရဲ့နန်ချက်ကူတွေကိုလိုက်စေပါလို့မျိုးဓာတ်ပုံစံအထိပါပြောင်းလဲနိုင်ခဲ့ပါတယ်။ Next ကတော့ my favorite son ကျွန်တော်ရဲ့အချစ်ဆုံးသားလေး Nightwing ဖြစ်ပါတယ်။ At some point Neuron ဆိုတဲ့ Fallen Angel တယောက်ဒီ Nightwing ကိုမင်းကလူကောင်းတယောက်ပဲ Flash လိုမျိုး Speed Force တွေနဲ့ဒါချိတ်ဆက်လိုက်မယ်ဆိုရင် Superman လို Krypton တယောက်ရဲ့စွမ်းအားတွေဒါရှိမယ်ဆိုရင်မင်းကလောကကြီးကိုဘယ်လောက်ထိကယ်တင်နိုင်မလဲဆိုတာကိုသိချင်လာဆိုတဲ့မိကွန်းနဲ့အတူ Nightwing င်ကို2နာရီစာအမြင့်ဆုံးပါဝါတွေထိုးထွင်းပေးခဲ့ပါတယ်။ Night Twin ဒီပါဝါတွေနဲ့အတူ Bollywood လိုမျိုးအမြန်ဆုံး Flash နဲ့တောင်ရှင်ပြေးနိုင်ခဲ့တဲ့အပြင် Superman လိုကမ္ဘာအပြင်ကိုပါပြန်ပြီးတော့ထွက်ပြနိုင်ခဲ့ပါတယ်။ဆက်ပြီးပါဝါရှိပြီးသားသူတွေကတော့ထပ်ပြီးဘလို့ပါဝါတွေရလာတဲ့အခါမှာဘလောက်ထိအောင် overpower တွေဖြစ်လာခဲ့ကြလဲဆိုတာကိုအခြားသူမဟုတ်ဘူး Superman နဲ့ပဲစလိုက်ချင်ပါတယ်။ Superman မှာဆိုရင် power set ဘောင်းစုံကိုအဆုံးမတတ်နိုင်တဲ့အထိ limitless ရှိတယ်ဆိုပေမဲ့ဒီ action comic က Superman ကိုပါတစင်းမြင်သွားစေခဲ့ပါတယ်။ Lex Luthor ဒီ Superman မန်းကိုအနိုင်ယူခြင်းနဲ့စိတ်နဲ့သူကိုယ်တိုင်တော့မှနားမလဲတဲ့ RAM တစ်ခု Dimension တစ်ခုစီကို teleport လုပ်ပြီးတော့ဖြောက်ပစ်လိုက်ပါတယ် but next second now second ပိုင်းအတွင်းမှာပဲ Lex ကိုယ်တိုင်တော့မှပါဇက်အဟောင်းသားဖြစ်သွားရအောင် Superman ကသူ့အရှိကိုပြန်ရောက်လာနေပြီဆိုတာကိုတွေ့လိုက်ရပါတယ် Superman ကိုယ်တိုင်ပြောတာအရအဲ့ဒီကိုရောက်သွားပြီးပြန်လာရတဲ့အခါမှာငါရဲ့စိတ်နဲ့ကိုယ်စီအရင်ကထက်ပိုပြီးတော့တန်မာသွားခဲ့ပြီငါကအခု physical law တွေဖြစ်တဲ့ weight တို့ distance တို့ temperature တို့အပြင် space နဲ့ time တွေစီကပါဖောက်ထွန်းနိုင်ခဲ့ပြီလို့ပြောပြလာခဲ့ပါတယ် and now issue မှာဆိုရင် ်စူပါမန်ဒီသူကိုယ်တိုင်တော့မှအံ့ဩသွားတဲ့အထိမွန်လိုက်ဆိုတဲ့လာယောင်ကြီးကိုသူရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဆုပ်ယူနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါအပြင်ဆုပ်ယူလိုက်တဲ့အခါမှာမွန်လိုက်ကသူ့ကိုအင်အားပါပြေသွားစေတယ်။ပို့ပြီးတော့ပါတိုးသွားစေပါတယ်။ Basically စူပါမန်မှာဆိုရင်အခု energy တွေ power တွေကိုပါဆုပ်ယူနိုင်တဲ့အထိ power ရှိသွားခဲ့တဲ့အပြင်အခုဒီနေရာမှာမွန်လိုက်ကိုဆုပ်ယူပြီးရတဲ့တင်သူ့ရဲ့ power ကအရင်ကသက်အစာပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့တိုးသွားခဲ့တာကိုသူကခံစားရတယ်ဆိုပြီးတော့သိလာရပါတယ်။ဒီ power အသစ်တွေနဲ့အတူစူပါမန်က flash flash လိုမျိုးအခန်းနိုင်ရန်၄စီကို face လုပ်ပြီးတော့ဖြတ်ဝင်နိုင်တဲ့အထည်မြန်ဆန်သွားခဲ့တယ်။ဒီလောက်နဲ့မရသေးဘူးသူကကိုရိပ်ရောင်ကြီးကိုပါခန္ဓာကိုယ်အကြီးကြီး form ကြီးဖြစ်သွားအောင်အထည် dragon ball စီတဲ့ကလိုမျိုးဖန်တီးနိုင်ခဲ့တဲ့အပြင် over power man ကြီးပါဖြစ်သွားခဲ့ပါတယ်။ next နောက်တစ်ယောက်ကတော့ wonder woman ပါ wonder woman ဒီ2020ခုနှစ်မှာထွက်ခဲ့တဲ့ dead metal comic မှာဆိုရင် the batman who loves က multiverse ကြီးတစ်ခုလုံးအရာအားလုံးကိုဖျက်ဆီးဖို့အတွက်အရေးကိုကြုံလာရတဲ့အချိန်မှာသူကိုယ်တိုင်ကသူ့ရဲ့ကြာဖို့ကို wall force ဆိုတဲ့ကဘာတွေကိုကြိုချက်ဖန်တီး ရဲ့ပပဲပိုတွေကိုနေဝင်စေခဲ့ပြီးတော့တစုံတစ်ခုကိုပြောင်းလဲဖန်တီးခဲ့ပါတယ်ပပဲပိုတွေကနေပြီးတော့ပြန်ထွက်လာမှ Wonder Woman ဒီတစ်ခုလုံးရွှေရောင်ပြောင်းလဲသွားခဲ့ပြီး Cosmic God of Swords ဆိုတဲ့ entity ကြီးဖြစ်လာခဲ့ပါတယ်ဒီလောက်နဲ့မရသေးဘူးနောက်တစ်ပိုင်းမှာဆိုရင် Wonder Woman ကို Omniverse ရဲ့ဖန်တီးရှင်အရှင်းဆုံးပြောရမယ်ဆိုရင် DC Universe ရဲ့ဖျားသခင်လို့ပြောလို့ရတဲ့ The Hand ကိုယ်တိုင်ကဒီ Wonder Woman ကိုရွေးချယ်ခဲ့ပြီးတော့အမြင့်ဆုံးရာထူးကိုပေးခဲ့ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုရင် What if Season 3ရဲ့မှာ Watcher တွေက Captain Carter ကိုရွေးချယ်ခဲ့ကြပြီးတော့နှစ်ဖျားနီနီပါပါ ါတွေပေးခဲ့ကြတဲ့ပုံစံပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ Miles Morales ဒီသူ့ရဲ့စိတ်ကူးနဲ့ဓာတ်တချောင်းကိုဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ဒါဒီ overpower ဖြစ်တာမျိုးမဟုတ်ပေမဲ့စောက်ရမ်းမိုက်လို့ထည့်ပြီးတော့ပြောပြထားခြင်းဖြစ်ပါတယ်။ Miles Morales ရဲ့ Spider-Man ဒီ original Spider-Man နဲ့မတူဘဲနဲ့ကိုပြောက် power တွေ၊လျှက်စစ် power တွေပါရှိနေတဲ့အပြင်သူကိုယ်တိုင်တောင်မှမသိထားတဲ့ power တွေအများကြီးရှိနေသေးတယ်ဆိုပြီးတော့မိတ်ဆက်ပေးထားခြင်းဖြစ်ပါတယ်။ဒါကြောင့်အခုတစ်ခေါက်မှဆိုရင်ရခင်နှစ်ကပဲထွက်ခဲ့တဲ့ Miles Morales comic မှာ Miles ကဓာတ်နဲ့ရန်သူတယောက်ကိုရှင်းချရင်းနဲ့သူကိုယ်တိုင်တောင်မှဘယ်လိုလုံးမိ မှန်မသိပေမဲ့လျှက်စစ်ဓာတ်တစ်ချောင်းကိုလက်ထဲမှာဖန်တီးနိုင်ခဲ့ပါတယ်။ဒီစွမ်းအားကိုနောက်ပိုင်းမှာဆိုရင်သူကထိန်ချုပ်သွားနိုင်ခဲ့ပြီးတော့ဒီဓာတ်ကိုသူကနောက် issue မှာ Hawk Goblin နဲ့ချတဲ့အချိန်မှာလည်းထပ်ပြီးတော့ထုတ်သုံးခဲ့ပါတယ်။ Again overpower မဟုတ်ပေမဲ့ Miles ကသူ့ရဲ့စိတ်ကူးနဲ့လက်ထဲမှာဓာတ်တစ်ချောင်းကိုဖန်တီးနိုင်နေဆိုရင်တခြားဘလူအရာတွေကိုဖန်တီးပြပြီးတော့ဘလူတွေတုံးပြသွားနိုင်မလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။ဒီနည်းနဲ့ဆိုရင်သူကဥပမာဘဇူကာတွေပါတဲ့အထီးကိုပါထုတ်ပြီးတော့ပြစ်နိုင်မယ့်အထီးကိုစွမ်းလာနိုင်မယ်လို့လည်းထင်ပါတယ်။ So Predator တို့ကဘလူထင်ကြလဲဘယ် hero တွေကရော over power ဖြစ်သွားခဲ့တယ်လို့ထင်လိုက်အခုလိုမျိုး comic တွေက moment တွေကအများကြီးကျန်နေသေးတဲ့အတွက်ဒါမျိုး video တွေကိုဆက်ပြီးတော့တင်ပြရအောင်မလားဆိုတာတွေကိုလည်း comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြားအဆိုရင်တော့ video တွေတက်လာတဲ့အခါ USB VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်အထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်